င်္ဂလာပါရှင်။မတ်လ10ရက်သတင်းလာနေ့ရွှေရံခွဲအထူးအကြပြင်းသတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့စုံပုံညာရှင်စေတော်မြတ်ကြီးရဲ့ဗုဒ္ဓဘီတိကအနေကစားတင်ပွဲသို့တိရကူဆရာတော်ကြီးကြောက်ရောက်တဲ့သတင်းဖြစ်ပါတယ်။ စကိုင်းမျိုးစုံပုံညာရှင်စေတော်မြတ်ကြီးအားလုံတော်ပြေရွှေတင်ကံကလုပူဇော်ခြင်းအောင်ပွဲနဲ့ဗုဒ္ဓဘီတိကအနေကစားတဲ့မင်္ဂလာခန္ဓာအားမရှာရှိရဲ့နက်ပိုင်းကစေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်တွင်စီရင်ခြင်းပါရာတိတကူဆရာတော်ကြီးကြောက်ရောက်တော်မူကြောင်းသိရပါသည် အခမ်းအနားတွင်သခိုင်းတိုင်းဝင်ကြီးချုပ်ဦးမြတ်ကျော်နှင့်တာဝန်ရှိသူများအလူရှင်များအပြိတ္တများတယောက်ချင်းတို့ကတိတကူဆရာတော်ကြီးနှင့်ဆရာတော်တန်ခါတော်များကစတိတော်မြတ်ကြီးအားဗုဒ္ဓဘိသေကအနေကစားတင်ပြီးဗုဒ္ဓဘိသိတ်သွန်းလောင်းလှူတော်မူကြတယ်လို့သိရပါရဲ့ရှင်ဆလတ်တင်ဆက်ပေးမှာကတော့ပြည်တော်စုဝင်ကြီးဦးမြင့်ဆိုင်တနင်္လာရီတိုင်းဒေသကြီးတွင်ရှိမြေပြင်ကွင်းဆင်းဆင်းရဲကောက်ရီကြီးကြပ်မှုကော်မတီဝင်များနှင့်တွေ့ဆုံတဲ့တဲ့တင်ဖြစ်ပါတယ်။ မြေပြင်ကွင်းစင်းစင်းကောက်ရေးကြီးကြပ်မှုဗဟုကော်မတီဥက္ကဋ္ဌလူမှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမြင့်ကျိုင်ဟာတနင်္လာနေ့တိုင်းဒေသကြီးမြေပြင်ကွင်းစင်းစင်းကောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့်အတူမတ်လ၈ရက်နေ့နဲ့ပိုင်းကတဝယ်မြို့တနင်္လာနေ့တိုင်းဒေသကြီးအစိုးရဖွဲ့အစည်းအဝေးခမ်းမမှာကျင်းပတဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့အဖွဲ့ဝင်များတနင်္လာနေ့တိုင်းဒေသကြီးတွင်ရှိ တိုင်းခရိုင်မြို့နယ်မြေပြင်ကွင်းစင်စင်းကောက်ရီကြီးကြပ်မှုကော်မတီဝင်များနဲ့တွေ့ဆုံညီနိုင်စီဝေးတို့တယောက်မှစကားပြောကြားကြောင်းသိရပါတယ်ရှင်နောက်ထပ်တင်ဆက်မယ့်သတင်းကတော့သိပ္ပံနဲ့ဤပညာဝင်ကြီးဌာနမှ MSME လုပ်ငန်းရှင်များအားဤပညာ139ခုကိုလွှဲပြောင်းပေးခဲ့ပြီးဖြစ်တယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ သိပ္ပံနေနေပညာဝင်ကြီးဌာနသူတေသနာနှင့်တီထွင်စံသင်းမှုဦးစီးဌာန TRI မှ MSME လုပ်ငန်းရှင်များအားဒီကနေ့အချိန်အထိနေပညာ139ခုကိုလွှဲပြောင်းပေးရခဲ့ပြီးဖြစ်ကြောင်းမရှိလာခုနှစ်ရက်ကရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ MSME လုပ်ငန်းရှင်ကိုဦးထံနေပညာလွှဲပြောင်းပေးရပွဲအခမ်းအနားမှာသိရပါဗျာ။ အဆိုပါအခမ်းအနားသို့သိပ္ပံနေနည်းပညာဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာအောင်စေရတက်ရောက်ပြီး MSME လုပ်ငန်းရှင်ကိုဦးထံနေပညာများလွှဲပြောင်းပေးရကြောင်းသိရပါဗျ။ဒါအပြင်ဒုတိယဝန်ကြီးဒေါက်တာအောင်စေရမှာဖေဖော်ဝါရီလ10ရက်မှ16ရက်အတွင်းကျင်းပခဲ့တဲ့88နှစ်မြောက်ပြည်တော်စုနေအထင်အမှန်ပြည်တော်စုအစဉ် MSME ထုတ်ကုန်ပြပွဲနေပြိုင်ပွဲတွင်တောင်းခံထားတဲ့နေပညာ90အနက်၅ခုအပါအဝင်နေပညာ18ခုကို MSME လုပ်ငန်းရှင်ကိုဦးထံလွှဲပြောင်း ောက်ပေးရနိုင်ခဲ့တယ်လို့ပြောကြားခဲ့ကြောင်းသိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ဆန်နဲ့ဆန်ထွက်ပစ္စည်းများအခြေသွေးနှင့်တိကျစွာတိုက်တာမှုဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပတဲ့တွင်ဖြစ်ပါတယ်။မက်ရှလာရှေ့ရကရန်ကုန်မြို့မင်းရဲကျော်စာလမ်းမော်ရှိကုံတဲဆက်မှုအသင်းချုပ်တွင်ဆန်နှင့်ဆန်ထွက်ပစ္စည်းများအရေးသွေးနှင့်တိကျစွာတိုက်တာမှုဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပကြောင်းသိရပါသည်။ စီနီဝဲတွင်သိပ္ပံနေနီးပညာဝင်ကြီးဌာနမှဒုတိယဝင်ကြီးဒေါက်တာအောင်စေယကအဖွင့်အမှားစကားပြောကြားပါရယ်အစုပါပွဲကို သိပ္ပံနှင့်ဤပညာဝင်ကြီးဌာနနှင့်မြန်မာနိုင်ငံဆန်သမားအသင်းချုပ်တို့ပူးပေါင်းပြီးလှုပ်ဆောင်ခြင်းဖြစ်ကြောင်းယခုဆွေးနွေးပွဲဟာပြည်ပနိုင်ငံများသို့ဆန်သမားတင်ပို့ရောင်းချခြင်းများဆမရာတွင်နိုင်ငံတကာမှချမှတ်အသုံးပြုနေတဲ့အလေးချိန်ချိန်တွေတိုက်တာခြင်းယူနစ်များကိုစံကုန်သည်များနှင့်ဆက်ဆက်အဖွဲ့အစည်းများမှသိရှိနိုင်ပြီးဆန်သမားနှင့်ပတ်သက်တဲ့စံချိန်စံညွှန်းများနှင့် SI ယူနစ်များကိုအသုံးပြုပြီးပြည်ပနိုင်ငံများသို့တင်ပို့ရာတွင်အလေးချိန်အတွက်ကီလိုဂရမ်အသုံးပြုခြင်းရဲ့အရေးပါပုံး အခုကဲ့သို့အသုံးပြုခြင်းဖြင့်ရရှိလာသောအကျိုးကျေးဇူးများအားသိရှိနိုင်ရန်ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ကြောင်းလည်းသိရှိရပါပါရှင်။ထမန်ဒီဆမဲတရင်ကတော့ရန်ကုန်မန္တလေးအမြန်လမ်းပေါ်ရှိ EV charging station တစ်ခုကို3လအတွင်းအပီးတည်ဆောက်မယ်ဆိုတဲ့တရင်ဖြစ်ပါတယ်။ရန်ကုန်မန္တလေးအမြန်လမ်းပေါ်ရှိ EV charging station တစ်ခုကို3လအတွင်းအပီးတည်ဆောက်သွားမှာဖြစ်တယ်လို့စောက်လုံရင်ဝင်ကြီးဌာနထမ်းမှတ်ရပါတယ်။ အဆိုပါအေးဖင်ချာဂျင်စတေရှင်နှစ်ခုမှာရန်ကုန်မန္တလေးအမြန်လမ်းမကြီးမိုင်တန်အမှတ်39ရှိဘောနက်ကြီးရင်ရနာစခန်းနဲ့မိုင်တိုင်အမှတ်135ရှိဖြူးရင်ရနာစခန်းတို့တွင် တိုးချဲတည်ဆောင်နေခြင်းဖြစ်ပါတယ်။လက်ရှိတွင်ရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာအေးဖင်ချာဂျင်စတေရှင်20ခုမြောက်အထိဖွင့်လှစ်ထားပြီးဖြစ်ကြောင်းနဲ့အဆိုပါချာဂျင်စတေရှင်များတွင် ကားလေး10စီးနဲ့ခရီးသည်တင်းရှင်၄စီးတပြိုင်တည်းအသွင်နိုင်ကြောင်းသိရပါရဲ့ရှင်။ နောက်ဆုံးတင်ဆက်ပေးမှာကတော့မြောက်ပြည်ကားလမ်းပေါ်ရှိဂျိုင်းကော့ကရိတ်တရအသည့်ဖွင့်လှစ်တဲ့သတင်းဖြစ်ပါတယ်။ကရင်ပြည်နယ်ဖအံမြောက်ပြည်ကားလမ်းပေါ်ရှိဂျိုင်းကော့ကရိတ်တရအသည့်ကိုမက်ရှလ9ရက်နေ့နောက်ပိုင်းကဖွင့်လှစ်ကြောင်းသိရပါတယ်။အစုပါတရကိုဂျပန်မြန်မာနှစ်နိုင်ငံပညာရှင်များပူးပေါင်းတိစောက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရပါတယ်။ အလားတူမွန်ပြည်နယ်နဲ့ကရင်ပြည်နယ်အဆက်ရှိဂျမ်းမြစ်ကိုဖြည့်ဝေးတိစောက်ထားတဲ့ဇာတပြင်းတမဏိကျိုးဆိုင်တရားတစ်ခုကိုလည်းနိုင်ငံပညာရှင်များဖြင့်ပူးပေါင်းတိစောက်ဆဲဖြစ်ကြောင်းသိရှိရပါတယ်ရှင်။